ရှင်ကုံမြို့ရဲ့လက်မတွေပေါ်မှာနေယူမီးတွေထွန်းစားအချိန်မှာလူတွေကားတွေကဟိုမှာဒီမှာရှုပ်လို့ထွေးလို့အဲ့ဒီလိုရှုပ်ပြီးထွေးနေတဲ့လူသိမ်းပေါင်းများစွာတွေမှာမှဇက်တောက်ဇက်တောက်နဲ့ခေါင်းကြီးကိုပင်ဖက်ဆောင်ပြီးခွေးကလေးကိုပိုက်လို့ရှောက်ထားတာကမီးပြိုရေပါခေါင်းကြီးကပင်ဖက်ဆောင်နေတယ်ဆိုတော့ အုံလွှဲနေတယ်လို့လူများတွေကထင်ကုန်လို့မှာပဲအမေဒီလိုတစ်ပတ်ဆောင်ပြေလျှောက်ရတာလွေတယ်မြအောင်မေလို့အနှိတ်မြင့်မငြိတဲ့ platform တွေမှာမလဲအောင်တဲ့တတိထားရသေးတယ်မတော်လို့မြောင်းအဖုံးတွေပွင့်နေတာနဲ့ဂျုံရင်လေးရေမြောင်းတွေပြုတ်မကြအောင်ဂယုဆိုက်ရသေးတယ်ပြီးတော့ကိုကိုလှမ်းလှမ်းရှိုးနေတဲ့ကောင်လေးတွေကိုလည်းမသိမသား check look နေရသေးတယ်ပြီးတော့ဘာမသိညာမသိနဲ့ဘဲဖက်ကိုကြိတ်ခိုင်းထားတဲ့ကိစ္စကိုလည်းအာယုံဆိုင်နေရပါသေးတယ် အဲ့ဒီအချိန်မှာတူတူတယောက်ကလည်းစိုင်သိမ့်မလို့ပြင်ဆင်နေပါပြီသူ့ဆိုင်ကညနေ6နာရီမှာပိတ်နေကြပါဆိုင်ကကောင်လေးတွေကိုမာစရာရှိတာမှာစည်ရင်းတွေပြန်စစ်လက်ကျန်တွေစစ်ငွေတွေစစ်နဲ့တကက်ကိုအလုရှုပ်နေတဲ့အချိန်ပေါ့ဟဲ့ကောင်လေးနောက်ဖေးတကားကိုတိတ်ချပိတ်အောင်ခုတ်တကားတော့လို့ဖြစ်နေဦးမယ်ဟုတ်ကဲ့ box ဆိုမီနေ့လေကစက္ကန့်သွားထားတဲ့ကိစ္စငါ့ကိုစည်ရင်းပြန်မရှင်းရသေးဘူးနော် ဟုတ်တယ်ကိုတူတူကိစ္စမပြတ်သေးလို့မနေ့ဖန်ဆိုရင်ပြီးလောက်ပါပြီမပြီးသေးလဲအချိုးအချောင်းတော့လာပြောရမှာပေါ့ကွာမင်းတို့ကအလုပ်တော့လုပ်ပါရဲ့ပြန်ပြီးတတိမပို့တော့ငါဘာဆက်လုပ်ရမှာတော့တနေ့တနေ့ငါဆိုင်လာတာမင်းတို့ရုပ်တွေချုံလို့လို့လာကြည့်နေတယ်များအောက်မေ့နေလားဟဲဟဲလို့မနေနဲ့မနေ့ဖန်ဆိုင်ကိုမလာခင်အဲ့ဒီကိစ္စတွေကိုပြောင်းလုပ်ခဲ့ဟုတ်ကဲ့ကိုတူတူအဲ့ဒီအချိန်မှာ တူတူရဲ့ဟန်ဖုန်းကတီလုံးတန်လေးမြည်လာပါတယ်တူတူပါခင်ဗျာဟုတ်ကဲ့ကိုတူတူခင်ဗျာဂျေဇူးပြုတ်ပြီးညာဖက်ကိုကြည်ပေးပါခင်ဗျာဗျာဂျေဇူးပြုတ်ပြီးညာဖက်ကိုကြည်ပေးပါလို့ဖုန်းနံပါတ်ကမသိတဲ့ဖုန်းနံပါတ်အတန်ကလည်းမကြားဘူးတဲ့အတန်ပဲအဲ့ဒီလူကညာဖက်ကြီးဆိုတော့တူတူကသူ့ထိုင်နေတဲ့နေရာကနေညာဖက်ကိုကြည်လိုက်ပါတယ် ဆိုင်ကမန်ချက်အကြီးတွေနဲ့ကာထားတာဆိုတော့လမ်းပေါ်ကိုအထင်းသားမြင်နေရပါတယ်။အဲ့ဒီလိုပဲလမ်းပေါ်ကလည်းတူတူကိုအထင်းသားတွေ့နေရပါတယ်။ကြည်သားကြည်ရဘာမှလည်းထူးထူးခြားခြားမတွေ့ရဘူး။တူတူကဖုန်းကိုနားမှာကပ်လျက်သားဟိုကြည့်ဒီကြည့်ရှောက်ကြည့်နေပါသေးတယ်။အဲ့ဒီအချိန်မှာမီးပြူလေးကလည်းခေါင်းကိုပဲဖက်ဆောင်းလျက်သားတူတူဆိုင်ရှိနာကိုရောက်လာပါတယ်။ဆက်တွေကလည်း ညောင်းလာပြီဘာမှလည်းထူးထူးခြားခြားမတွေ့ရဘူးဒါကမေပြူလေးရဲ့အတွေ့ပါမေကောင်ကဖုန်းစပြီးတော့တလေမသိဘူးဒါကတူတူရဲ့အတွေ့မေပြူလေးကဆိုင်ပုတ်တွေလူတွေဆိုင်ခန်းတွေကိုကြည့်ပြီးရှက်သွားတယ်ဆရာလေးနလပြေဒေါက်တာအောင်အထူးကုစေခန်းကိုအေးကိုကိုစစ်တီထမင်းဆိုင် ဆိုင်ရှိကားပိတ်မရရတူတူ computer sale and service တူတူကလည်းသူ့မြင်ကွင်းနဲ့ဝင်လာတဲ့သူတွေကိုကြည့်လို့ဟုတ်ကောင်းပါလေစကကလည်းပုံရင်းရောက်တော့မယ်ဟမ်ဟိုအန်တီဂျီပစကလက်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 နဲ့ဟာမကြီးမငင်နဲ့သွားတဲ့စိတ်ပြုတ်ထားတာပဲအော်သူ့မလေးဒုက္ခကြွားချင်တော့လို့ဟိုလူကိုသွားဖြဲပြရဒီလူကိုသွားဖြဲပြရနဲ့ဟမ် ုကလားကြီးကလည်းဟိုကောင်မလေးပေါင်ကိုကြည့်နေလိုက်တာရွက်ထားတဲ့နွားမျိုးပုံကတော့မောက်တော့မှာပဲအင်းဟိုနောက်ကကောင်မလေးကဆောင်းငန်းဆောင်းငန်းနဲ့ခွေးကြီးကိုပိုက်လို့ဒီကောင်မလေးကိုငါမြင်ဖူးပါရဲ့မေပြူကတူတူကွန်ပျူတာဆေးလ်အန်ဆာဗစ်ဆိုရဲဆိုင်းဘုတ်ကိုမှုတ်ကြည့်နေရကအောက်ကူစင်းကြည့်လိုက်ပါတယ်တူတူကလည်းခွေးကလေးပိုက်ထားတဲ့မေပြူကိုတေချာကြည့်လိုက်ပါတယ်ဟင်သူ့ မပြုသူတို့နှစ်ယောက်စလုံးကတပြိုင်နက်မျက်လုံးချင်းစုံမိသွားတဲ့အချိန်နှစ်ယောက်စလုံးမျက်လုံးထဲမှာရောအုံနောက်ထဲမှာရောနှလုံးသားထဲမှာရောဒိန်ခနေဖြစ်ပြီးလင်းထိန်သွားပါတယ်တယောက်ကိုတယောက်တွေ့လိုက်မေးလို့မျိုးလည်းမထားကြဘူးလေနှစ်ယောက်စလုံးအံ့ဩသွားကြတယ်လို့ရင်ခုန်တန်တွေကလည်းအမြင့်ဆုံးမြည်ဟီးပြီးတိတ်ကနေရက်သွားကြတယ်ဆူညံနေတဲ့မြို့တော်ကြီးတောင်အတန်တွေလုံးဝတိတ်သွားတယ်လို့ပါပဲ။ တစ်စက္ကန့်၂စက္ကန့်၃စက္ကန့်၄စက္ကန့်၉စက္ကန့်၁၀စက္ကန့်နေရတာစိုက်ကြည့်နေလိုက်ကြလားကားဘိတ်ပောက်တန်ကြားမှာပဲမေးပြိုလေးတဲ့တတိပြန်ဝင်လာပါတယ်ရှက်ကိုရှက်ကံမျက်လုံးရွှဲကြည့်နေတူတူကိုတစ်ချက်စိုက်ကြည့်ပြီးခတ်တုတ်တုတ်ထွက်သွားပါတယ်အခုအချိန်ကစားပြီးပေးဖက်ဆောင်နေတဲ့မေပြိုရဲ့ခေါင်းဟာလည်းတဲ့သွားပါပြီ။ဒါပေမဲ့ငုတ်လျက်သားလေး တို့တို့ကတော့မိပြုတ်နောက်မျက်လုံးပါသွားပါတယ်။မြင်းကွင်းထဲကနေပြတ်သွားမှတို့တို့ခမနှမျောတတဖြစ်ချင်ရစ်ခဲ့ပါတယ်။ချက်ချင်းကောက်လိုက်သွားရပါ။ဘာကြောင့်များမိပြူလေးနှက်ကိုလိုက်သွားလို့သူ့အုံနောက်ကစုံပြက်ချက်ချပပေးလိုက်နေတာပါလေ။အလကအုံနောက်အတော့မချရဲအုံနောက်အရေးရဲ့အကြောင်းရေးဆိုရင်တုံးစားမရတဲ့အုံနောက်တို့တို့ရဲ့နှလုံးသားက တိုးတိုးရဲ့အုံနောက်ကိုရိတ်ရက်ဆက်ဆက်အပြစ်တင်လို့နေပါရယ်ဟယ်လိုကိုတိုးတိုးဟင်ဖုန်းလိုက်ကပြတ်မသွားသေးပဲကိုပြီးတော့ဖုန်းကလည်းနားနဲ့ကတ်လျက်တာတိုးတိုးတယောက်ဘလောက်တောင်များတတိလှလှဖြစ်သွားရပါလိမ့်ဖုန်းထဲကအတန်ရှင်ကဆက်ပြောပါရယ်အခုညနေ6နာရီပါကျေးဇူးတင်ပါတယ်ဟယ်လိုဟယ်လိုဖုန်းလိုက်ကပြတ်သွားပါပြီတူတူက သူ့နာရီကိုငုံကြည့်လိုက်ပါ रे ဟုတ်ပါတယ်ညနေ6နာရီတိတိပါပဲအဲ့ဒီနေ့ကစာပြေတူတို့တယောက်လဲညနေ6နာရီထုတ်ခါနေတိုင်းစိုင်ပောက်ဝနာရစ်တီရစ်တီလှုပ်တက်လာပါ रे ညနေ6နာရီထိုးတိုင်းရင်ကိုလာလာချက်တဲ့တစည်းမလေးကိုမျောမိတာပေါ့ တကယ်တော့စိုင်သိမ့်ချင်းဆိုတာတကက်ကိုအလုံရှုပ်တဲ့အချိန်ပါတခါတလေစိုင်သိမ့်ခါနီးမှရောက်လာတတဲ့ customer နဲ့ဆိုရင်ရွာကိုလေရောပဲမေပြိုလေးကိုပထမဦးဆုံးစမြရင်းဒီကဆိုရင်စိုင်သိမ့်ခါနီးမှ stock တွေကဝင်လာ sample တွေကိုစစ်ရနဲ့အလုံရှုပ်သွားလိုက်တာများအပြင်လမ်းမကိုကြည့်လိုက်ပစ္စည်းတွေစစ်လိုက်နဲ့ကနာမငင်ဖြစ်နေတဲ့တူတူကိုဘေးကတော့ပြုံးယူရတယ်ဟဲ့တူကိုတူတူជីជីចောင်းជីနဲ့ ဘာဖြစ်နေတာတော့ကျွန်တော်တို့ပို့တာတရားဝင်ပစ္စည်းတွေကြီးပါပဲနော်အေးပါဗျာလူကသာအေးပါမျက်လုံးကတော့လမ်းစီမှာဟာသွားပြီဘေးပြိုလေးကမျက်လွာလေးချပြီးတိုးတိုးရဲ့ဆန်ရှိကဖျက်လျှောက်သွားပါပြီဆန်ရှိအရောက်မျက်လုံးလေးကိုဘေးဖက်ထံကပ်ပြီးမသိမသာခိုးကြည့်သွားသေးတယ်ပကင်ပုံးတွေကြားထဲကနေသူ့ကိုကြည့်နေတဲ့တိုးတိုးနဲ့နှစ်ယောက်သား30စက္ကန့်လောက်မျက်လုံးချင်း ကတင်ပစ်ပြီးတဲ့နောက်မှာတော့မေပြူလေးကသူ့လမ်းသူဆက်ပြီးတော့ရှောက်သွားပါတယ်။သူတို့ကတပင်းချလိုက်ပြီးပစ္စည်းလာပို့တဲ့ကုမ္ပဏီကလူတွေကိုပြောလိုက်ပါတယ်။နောက်ဆိုရင်ခမရတို့ပစ္စည်းလာပို့ရင်6နာရီဝန်းကျင်ဆိုရင်လာကုန်မပုံနဲ့ကြာလာ။အော်ပြောတက်လိုက်တာနော်။ဒါကပထမဦးဆုံးနေ့ကဖြစ်ပြပါ။ဒုတိယနေ့ကျတော့သူတို့က ကတ်စတမာတက်ရောက်နေစကားပြောနေတော့စိတ်ထဲကတမျိုးကလေးဖြစ်လာတာနဲ့လက်မကိုလှမ်းကြည့်လိုက်တော့မေးပြူဟာ၆နာရီထိုးဖို့၁၀မိနစ်ကြီးများတော့လို့သိရဲ့ဥစ္စာကိုတူတူကကတ်စတမာဖက်ကိုလှည့်ပြီးအနှုံညွန့်တောင်းပန်လိုက်ပါတယ်အမကြီးခဏလေးဗျာတစ်မိနစ်တော့ပါပဲအော်ရပါတယ်ကတ်စတမာအမကြီးကလည်းတူတူတယောက်ဘာတွေများအရေးကြီးတယ်လေပေါ့တူတူကစိုင်းပွားဝါကိုထွက်လာပါတယ် မီးပြူနဲ့မျက်လုံးချင်းစုံနေတူတူကမီးပြုတ်ကိုပြင်းပြလိုက်ပါတယ်မီးပြုတ်ရင်ထဲမှာနှွေးခနေအပြုံးဆိုတဲ့ဟာမျိုးမှလည်းအပူဆွမ်းအင်တွေပါတတ်တာကိုစွမ်းအင်ရှာပါလာတဲ့ကဘာကြီးမှာအဲ့ဒီလိုအပြုံးတွေကိုစုပေါင်းပြီးစွမ်းအင်ထုတ်ပေးတဲ့ဓာတ်ပေါင်းဖို့တမျိုးသိပ္ပံပညာရှင်တွေကိုတီထွင်ခိုင်းရမယ်လူသားတွေလည်းမြန်မြန်ပြုံးရလို့တက်ရှိကြမှာလို့စွမ်းအင်တွေလည်းပေါပေါတည်တည်ရလို့ အလောက်တောင်အဆင်ပြေလိုက်မလဲမိပြူကလည်းငတ်တလောက်ပြေးမှုလေးပြန်ပြေးပြပြီးကုတ်လန်းကိုဆက်ပြီးရှောက်သွားပါတယ်တို့ရင်ထဲမှာလည်း African bone တန်တွေစူညံသွားပါတယ်ဘာမသိညာမသိနဲ့တို့ကိုလိုက်ကြည့်နေတဲ့ customer မမကြီးတောင်မှပြုံးပြုံးနေဖြစ်သွားတယ်။အော်မမကြီးနေသူနဲ့ဘာဆိုင်တာများမှတ်လို့။အော်အပြုံးဆိုတာကလေ virus လို့ပါပဲ။ကူးစက်တက်တာကို ဒီနေ့ဆိုရင်မေပြူလေးကိုစောင့်ကြည့်နေတာတတရမြောက်နေ့ပစ္စည်းလည်းမဝင်ဘူးကစတမာလည်းမရှိဘူးအချိန်ကညနေ6နာရီထုတ်လို့ထုတ်ခင်ဘာပဲဖြစ်ဖြစ်ဒီနေ့တော့မေပြူလေးနဲ့စကားပြောဖြစ်အောင်တော့ပြောရမယ်အဆင်ပြေရင်စိုင်သိမ့်တာခဏဆောင်ခိုင်းပြီး တခုခုသွားစားပြီးရင်အိမ်ပြန်ပို့အဆင်မပြေဘူးဆိုရင်လည်းလမ်းထိပ်အထီတော်လိုက်ပို့ရမယ်တို့တို့တယောက်သူ့စိတ်ကူးနဲ့သူ့အကွက်တွေရွှေ့နေပါတယ် ဒါပေမဲ့မထင်မှတ်တာကြီးကသူရွှေ့တဲ့အကွက်ထဲမှာပါလာပါတယ်။ဟာမင်းပြုတ်ဘေးမှာပါလာတာကဘဲကဖက်တီမကြီးပါလေ။ဟုတ်ပါရဲ့။မင်းပြူလေးကသူ့ရဲ့တင်တန်းဆီယာမနဲ့အတူရှောက်လာတာကိုအခုတော့တူတူနဲ့မင်းပြူအကြားဖက်တီမကြီးခြာနေပါတယ်။မင်းပြူနဲ့ရောက်တူတူဆိုင်ရှိတဲ့တဲ့ရောက်လာပါပြီ။တူတူကမင်းပြူကိုမချစ်ပြုံးလေးလှမ်းပြုတ်ပြလိုက်တယ်။ ဒါပေမဲ့မိမဝဝကြီး꿰လိုက်တဲ့အတွက်တူတူရဲ့အပြုံးတွေကမေပြုတ်စီမရောက်ပဲဖက်တီမကြီးခန္ဓာကိုယ်နဲ့ရိုက်မိပြီးပြန်ကန်ထွက်ကုန်ပါလေအပြုံးတစင်းတော့အလဟတ်သက်ဖြစ်သွားရှာပြီနမျောလိုက်ပါပြီမေပြုတ်ကလည်းဝေနေတဲ့သူ့ဆရာမကိုလုံးကိုကြောပြီးတူတူကိုလှမ်းကြည့်ပါလေတူတူကနောက်ကျန်နေတော့မမြင်ရဘူးဒါနဲ့ခြေလမ်းကိုတုံဆိုင်ဆိုင်ပြီးထပ်ကြည့်မလို့ကြိုးစားတယ် ေပြူဘာဖြစ်လို့ရောနေတုတ်နေတုတ်နဲ့လာလေဆီယမကလက်တုတ်တုတ်ကြီးနဲ့စပယ်ရဆွဲလမ်းဆွဲလိုက်တော့မိပြုတ်ခမရဆီယမပြီးဆွေခနဲ့ရောက်သွားရပါတယ်။သွားပါပြီ။ဒီနေ့တော့သူ့မျက်နှာလေးမြင်ရတော့မှမဟုတ်ပါဘူး။သူတို့ခမရကလည်းလူတယောက်ချားနေုံနဲ့မျက်လုံးချင်းတော့မစုံလိုက်ရတဲ့အဖြစ်ရဲ့။ရှေးလူကြီးတွေပြောတယ်ဂျားလေးတွေးတယ်ဝေးတယ်ထင်းဆိုတာက အဆကပိုတယ်ထင်နေတာအခုတော့လူနေသေးတယ်လို့ထင်မိတယ်သူတို့နှစ်ယောက်ရဲ့ရင်ထဲကစကားတွေကတရဝင်းဖြစ်တင်ပြီးထင်ပါရဲ့အခုတော့လုံးဝသိချသွားပါပြီတူတို့ရဲ့နှလုံးသားဟာမေပြူဆိုတဲ့ကောင်မလေးအတွက်ပါပဲဒါဆိုရင်မေပြူရဲ့နှလုံးသားကရောအင်းတူတို့အတွက်ပဲပေါ့ဟောတလန်းချင်းရှောက်သွားနေကြတဲ့မေပြူနဲ့သူ့ဆရာမဝဝကြီးရဲ့နောက်ကျောကိုကြည့်ရင်တူတို့က ရဲရဲရော်ရော်မြစ်တာပို့လိုက်ပါတယ်။ပိတ်သားမကြီးဝမ်းရှော့ပြီးခုနှစ်ရက်လောက်အိယာကမထနိုင်ပါစေနဲ့ဗျာ။တော်တော်တရောက်စပရေးဘူးတပူနဲ့နင်းစီအနေတပွင့်ကိုဆေးမုံနေပါတယ်။ပန်းသွေးရောက်နင်းစီကလည်းတူတူနဲ့တွဲမှမက်တယ်လစ်ဘလူးပြောင်းသွားပါတော့တယ်။နင်းစီပြားကရှာမရတော့နင်းစီညီကိုလွယ်လွယ်ပဲဆေးမုံလိုက်တာပေါ့။ Love it blue လို့ဆိုထားတယ်မဟုတ်လား။ဒီနေ့တော့တူတူကအပြာရောက်နင်းစီပွင့်နဲ့ မေးပြုတ်ကိုချစ်ခွင့်ပန်မလို့ပါတို့တို့ကနင်းစီပန်လေးကိုအာရပါရနမ်းလိုက်တယ်ဟေးဓာတ်စီနမ်းလို့လို့စင်းနမ်းလို့လို့ဟာဒုက္ခပါပဲညနေ6နာရီကလေထိုးတော့မယ်တို့တို့ကသူ့ဆိုင်ကကောင်လေးတွေကိုလမ်းပြီးမေးကြည့်တယ်ဟဲ့ကောင်လေးမင်းတို့စီမရေမွေးတို့ဂျဲတို့မပါဘူးလားမပါဘူး boss မင်းတို့ကလေပေါ့တရောက်မကူတော့ကြောက်ဟာဟုတ်ပြီဟုတ်ပြီ ရေချိုးခန်းထဲမှာ after shake ပြင်းရှိတာပဲတူတူကလည်းစိတ်ပုတ်ထားတဲ့နေစီပွင့်နဲ့ after shake တွေကိုလောင်းချလိုက်ပါတယ်အနှက်ကတံမရနဲ့အော်တဘာဝနင်းစီပွင့်ကလည်းတူတူလက်ထဲရောက်မှစိတ်မုတ်ခံရပြီးတံမရနှံ့ပါရတဲ့ဘဝပါလားနော်အဲ့ဒီအချိန်မှာဘေးပြူလေးကလည်းထုံးစံအတိုင်းတင်တန်းကနေပြန်လာပါတယ်တူတူဆိုင်ရှိရောက်လာပါပြီ ကိုကိုမှတ်လိုက်ပါလေခါကိုနှွှဲ့လိုက်တယ်မျက်လုံးကိုဘဲဖက်ထောက်ပို့လိုက်ပြီးတူတူရဲ့အရေးအယံကိုမသိမသာဖွေရှားပါတယ်ဒါကိုတူတူကစိုက်အနောက်ခန်းကအထွက်လမ်းမြင်လိုက်ပါတယ်မိပြူလေးကမမြင်မိခင်မှာပဲစက်ကူချက်ပုံးခွနေအနောက်ကိုဝင်ပုံးလိုက်တယ်မိပြူလေးကတူတူကိုမမြင်မိတော့စိုင်လေးကိုမျက်လုံးဆွေးကြည့်တယ်ခေါင်းလေးကိုငှဲ့ကြည့်တယ် လေပင်ပါစောင်းကြည့်တယ်ဟင်တွေ့လည်းမတွေ့ဒီလူကြီးဘယ်သွားနေလဲမသိဘူးသူမြားကသူရှိမဲ့ထင်ပြီးအလှတွေပြင်လာလိုက်ရလားအခုတော့အလကားဖြစ်ကုန်ပြီမေပြူလေးကစိတ်တူသွားပြီးပေါက်ဆက်ဆက်နဲ့ဆိုင်ရှိကနေထွက်သွားပါတော့တယ်အဲ့ဒီတော့မှတူတူကလည်းကိုင်းနေရကနေထွက်ကျောပုတ်အိတ်ကလေးကိုလွှဲပြီးနင်းစီပန်းလေးကိုရင်ဘတ်အိတ်ထဲထည့်ပြီး မေပြူနှုတ်ကိုလိုက်ရပါတယ်။ဆိုင်ကိုတော့တပည့်တယောက်ကိုတိန်းခိုင်းထားလိုက်ပါတယ်။အင်းဒီနေ့တရင်နေတော့စီးပွားမပြတ်တော့ဘူးထင်ပါရဲ့။ဝန်ကြီးထက်လွမ်းကြီးကပုတ်ခက်နေတာကိုအလကားဟာမလေးညောက်ကြောင်ညောက်ကြောင်နေအတင်းကိုရှောင်နေတာပဲ။လေဒီရှုနဲ့ပင်တော့တော့ခောက်လေအောင်လည်းမသိဘူး။တူတူကမေပြူလေးနဲ့ခက်ခွာခွာလိုက်ရင်တွေးနေမိတာပါ။ဒီဘလောက်ကဆိုင်ခန်းတွေကလူတွေကရှုပ်သေးတယ်။ နောက်တဘလောက်ကြမှလူတွေရှင်းမယ်အဲ့ဒီတော့မှမေပြူလေးအနာကိုကပ်ပြီးချစ်တဲ့အကြောင်းကိုပြောရအောင်မင်းဒီကောင်မလေးကသူ့ကိုရရစကားလာပြောတဲ့သူတွေအကိုတော့လက်သေးနဲ့မထိုးတော့ဘူးထင်ပါရဲ့ပြောလို့တော့မရဘူးပေါ့စိတ်နဲ့လက်ကခမမြဲရင်မေပြူကဘီဘီကိုလှည့်ကြည့်ပြီးကားလန်းကိုဖြတ်ကူးသွားပါတယ်အနောက်ကလိုက်လာတဲ့တူတူကဓာတ်တိုင်နဲ့ကွဲလိုက်ရသေးတယ်ဒီကောင်မလေးကားဝန်းကလေးခြေသေးတွေများလိုက်တာ တူတို့ကမိပြုတ်ကောင်းဘုံကခြေသီးတွေကိုတတိထားမိသွားတယ်။မိပြုတ်ရဲ့ဝတ်စုံက evening dress လို့အင်ဂျီနဲ့ကောင်းဘုံကိုတစ်ဆက်တည်းချုပ်ထားပြီးကိုလုံးအတိအကျ fit ဖြစ်အောင်ချုပ်ထားပါတယ်။ပခုံးသားကြောသားဖော်ထားတာမျိုးမဟုတ်ပဲလေပင်အတိကြောအပြည့်ချုပ်ထားတာပါ။လက်ပြက်ဆိုတော့လက်မောင်းသားတင်းတင်းကြီးတွေကဝင်းလို့ဒီဝတ်စုံဝတ်လိုက်ပါပဲဒီကောင်မလေးကိုလုံးကပေါ့အတော့ကိုလှမ်းမှန်းတူတူသိလိုက်ရပါတယ်။ဟဲ့ လက်လွတ်ခံလို့တော့မဖြစ်တော့ဘူးတော်ကြလွတ်တဲ့ငါကြီးနေအောင်မယ်တတို့ကမိပြုတ်နှောက်ပိုင်းအလောက်ကိုရှုစားရင်အလကားဒီအလကားဆိုပြီးမိပြုတ်အင်ကြီးကခြေသေးလေးတွေကိုလိုက်ပြီးရည်ကြည်နေပါတယ်လေဘင်းကနေခြေသလုံးသားတဝက်အထိ25လုံးတိတိဘိုးဘိုးတို့ဘဘတို့ခစ်တုံးကတော့ကာတွန်းစရာတွေကအင်ဂျီပါတွေလေဟိုက်တွေဝတ်တဲ့အမျိုးသမီးဖက်ရှင်တွေကိုကုကုမကြည့်ဝန်းတို့ မောင်မောင်သဘောရှိဆိုပြီးနမရီပေးပြီးတယောခဲ့ဘူးပါတယ်။သူတို့ခက်ကမကြည့်ဝုံပေမဲ့ဒီခက်ဒီခါမှာတော့ဓလက်ကတော့မျက်စိအေးနားအေးယုံပဲရှိပါသေးတယ်။အခုမေပြူလေးရဲ့အင်ဂျီကိုဒီခက်အမြင်နဲ့နမေပေးရမယ်ဆိုရင်တော့ကိုကိုစိတ်မရှိလို့ပေးရမယ်ထင်ရဲ့။ဂျေဒီက25လုံးတောင်မှဆိုတော့ဘဲယောက်ျားလေးကစိတ်ရှိမှလေနော်။ကောင်မလေးကသွားရင်လာရင်တုန်ခနေရက်သွားတယ်။ နောက်ကလိုက်လာတဲ့တူတူကလည်းကမန်းကရံတစ်ပင်နဲ့ကွေးလိုက်ရပါတယ်။ဒီကောင်မလေးဘာလို့ရှက်လိုက်ရတာပါလဲ။တူတူလိုက်လာတာများသိသွားလို့လား။လက်ဆက်သက်တော့မေပြုတ်ကတတိပေးဆိုင်ဘုတ်ကိုလှမ်းဖက်နေတော့ကိုဘာတွေများရေးထားပါလဲ။တတိရေအောက်ရက်စလိုင်းပြုတ်ပြင်းရန်မြောင်းတူးနေသည်။အော်ဟောအရှိမမြောင်းခန့်နေလို့ရက်သွားတာကိုဟုတ်ပါရဲ့။မြောင်းတူးတဲ့သူတွေကလည်းမြောင်းကူတက်သားပေါင်လေးတောင်ချမပေးထားဘူး။ မေပြိုကမြောင်းရွှေမှာတွေ့တွေ့ကြီးရဲ့လို့ဒုက္ခပါပဲဒီမြောင်းကဘယ်အချိန်ကတူးလိုက်မှမသိဘူးဒီနေ့မှဖင်ဆယ်ဟီလ်ကဝတ်လာမိတယ်သိတော့မှာပဲကောင်မလေးကညင်းညင်းညူနဲ့ဘေးဘီဝဲရာရှေ့နောက်ကိုလှည့်ကြည့်လိုက်ပါတယ်သူတို့ကသူ့ကိုယ်ကိုလုံအောင်ကွဲထားလိုက်ပါတယ်ကဲမေပြိုလေးရေအရှိမမြောင်းအနောက်မှာကတူးတူးရှေ့ဆက်တူးမလားအနောက်ပြန်ဆုံမလား နောက်ပြန်လည်လာမယ်ဆိုရင်တော့ညောင်ညိုပင်အောက်မှာနင်းစီတပွဲနဲ့စောင့်နေတဲ့တူတူရဲ့ရင်ခုန်တန်တွေနဲ့ဝင်တူးမိတော့မှာပဲဒါပေမဲ့ကမလေးကမိုက်မိုက်ကန်ကန်ညောင်ကိုခုံကျော်ဖို့ဆုတ်ဖြတ်လိုက်ပါတယ်။အော်မြင့်မို့တတောင်လုံးတော့မှတုံးမလို့ခုံခဲ့ဖို့တဲ့သူတွေရှိခဲ့ဖို့တော့ပဲ။ညောင်ကြော်တာလောက်ကတော့စာမဖွဲ့တော့ဘူးထင်ပါရဲ့။ကမလေးကလေဒီရှူးကိုချက်ပြီးလက်ကကိုင်လိုက်တယ်။ဂါဝုန်ကိုအသာပင့်တင်လိုက်ပြီး မြောင်းကိုခုံကျော်ဖို့လုပ်ပါတယ်။ဒါပေမဲ့မြောင်းတူးတဲ့သူတွေကစေတနာပူပူအားရပါးရတူးထားတော့မြောင်းကအတော်ကလေးကိုကျဲနေပါတယ်။စကတ်ကလည်းတုန်နေတော့ခြေထောက်ကိုလည်းလွတ်လွတ်လပ်လပ်မြောက်လို့မရ။ဟဲမတက်နိုင်တော့ဘူး။မေပြောကအရှိနောက်ကိုတစ်ချက်ကြည့်ပြီးစကတ်အောက်ဆုံးကကျဲဒီတလုံးကိုဖြုတ်လိုက်ပါတယ်။ဖယားဖယားဒီကောင်ကလေးဘာလုပ်တာပါလဲ။ချောင်းကြည့်နေတဲ့တူတူလေး ကုန်းကုန်းကွက်ကွက်နဲ့ကျဲသည်ဖြုတ်နေတဲ့မေးပြုတ်ကိုကြည့်ရင်မျက်လုံးလေးပြူသွားပါလေမေးပြုတ်ကခြေထောက်ကိုကျဲကျဲလန်းကြည့်တယ်မရသေးဘူးတုတ်နေသူမေးမေးပြုတ်ကနောက်ထပ်ကျဲသည်တလုံးကိုထပ်ဖြုတ်ရပြန်တယ်ကျဲသည်ဖြုတ်ရှင်ဒီအင်ဂျီဒီဇိုင်နာကိုလည်းချိန်ဆနေမိပါတယ်အလကားဒီဇိုင်နာတစ္စမကောအသုံးချအင်းဒီဇိုင်နာကလည်း model တွေ catwalk ရှောက်ယုံတော့ပဲစဉ်းစားမိမှာဒီလိုမြောင်းကြော်ရမယ့်ကိစ္စတော့ ထည့်စင်စားမိမှာမဟုတ်ဘူးမြန်မာပြည်မှာ fashion designer လုပ်မယ်ဆိုရင်တော့ဒီလို special kiss အတွက်ပါထည့်တွေးထားဖို့လိုပါတယ်အချင်းနေမဲ့အရရက်ကိုသဘောပေါက်သွားတဲ့တူတူလေးဆက်ပြဲပြဲဖြစ်သွားရပါတယ်ဒီကမ္မလေးနောက်ထပ်ဂျေဒီတလုံးမဖြုတ်ခင်ငါကဲမှဖြစ်တော့မှာပါလားတော်တော်ကြာဂျေဒီတာကုန်မေပြိုမြောင်းကြော်မရဆိုတဲ့စကပုံအစ်စ်ပေါ်လာလို့နောင်လာနောက်သားတွေစစ်မှတ်နေရအောင် တို့တို့ကတကြမင်းလီသံမျိုးနဲ့ရေရွရှင်မေပြုတ်အနာကိုရောက်သွားပါတယ်တတိယမြောက်ခြေသီးကိုလက်လန်းနေတဲ့မေပြုတ်ခမရဗျုံစာကြီးတို့တို့ကိုတွေ့လိုက်ရတော့ကုန်းကုန်းကွက်ကွက်ဦးတို့အန်တန်နေတေးတာတေးလိုက်ချင်တော့ပါပဲအဆက်တွေတော့ကိုဟိကုန်ပါပြီဒီတိုးတိုးဆိုတဲ့လူကဘယ်အချိန်ကလေးကလာကြည့်နေရလဲမသိဘူးရှက်လိုက်တာနော်တူတူကယောက်ျားပါသားမြောင်းကိုလွှားကနေကြုံသွားတယ်ပြီးတော့ ကုန်းကုန်းကွက်ကွက်နဲ့ရှက်သွင်းဖြားနေတဲ့မီးပြုတ်ကိုပြုံပြုံကြီးကြည့်ပါတယ်။အင်းဒီလိုကုန်းကုန်းကွက်ကွက်နဲ့ရှက်သွင်းဖြားနေတဲ့ပုံကိုမဘူးထုထားလိုက်ရင်တော့ကဘာကြုံတော့မှာပဲ။ပြီးရင်ရိုဒင်းရဲ့တင်ကန်းဆိုတဲ့ရေရေလဲလဲတွေးနေတဲ့ရုပ်သူနာကပ်ပြီးထားလိုက်ရမယ်။အဲ့ဒီတင်ကန်းကြီးဆက်ပြီးတွေးနေဦးမလားကြည့်အောင်။တို့ကသူ့ရဲ့ညာလက်ကိုမီးပြုတ်ကိုကမ်းပေးလိုက်ပါတယ်။မီးပြုတ်ကရောင်နာနာနဲ့သူ့လက်ထဲကင်ထားတဲ့လေဒီရှူးကို ကမ်းပေးလိုက်တယ်။ဟာဒါရောဘာလို့မှာလို့ဒီကရှူလို့ကျင်တာမဟုတ်ဘူးလေဒီပဲလိုချင်တာတူတူကရောင်ပြီးယူထားလိုက်တဲ့လေဒီရှူးကိုညီကြီးပေါ်ပြစ်ချလိုက်ပါတယ်။မိပြို့စီကစွတ်ကြည့်ကြည့်အတန်လေးထွက်လာတယ်။ဟမ်ဘာလို့အရင်ပြစ်ချရတာတုံးအဲ့ဒါဘလောက်တန်တလေတိရလားလူလောက်ပဲဟာမှအဖို့မတန်ဘူးကဲလာတူတူကဒုတိယံပြီးလက်ကမ်းပေးလိုက်ပါတယ်ဒီတခါတော့ကောင်မလေးကတူတူကန်းတဲ့လက်ကို ခန်းကင်ပြီးမြောင်းကိုခုံကျုံလိုက်ပါတယ်။အရှိန်နဲ့ကြော်လာတဲ့မေပြိုတယောက်တူတူရဲ့ရင်ခွင်နဲ့တန်းရောက်သွားပါတယ်။တူတူကအလိုက်တဲ့စီးဖက်ထားလိုက်တယ်ဆိုရင်ပဲအာအမလီ။အော်ဒန်ကနှစ်ယောက်လုံးစီကပါဟာဘာလို့မျက်ဖြစ်ကုန်ကြတာပါလဲ။အမလီဆူတယ်ဆူတယ်ဘာလို့ဆူမိတာလဲမသိဘူး။ မေပြုတ်ရဲ့အတန်ကရှုံမဲ့ရှုံမဲ့နဲ့ထွက်လာပါတယ်။နောက်စလုံးရဲ့ရှင်ကိုစူးခနဲ့ဖြစ်စေတဲ့လက်သေးကိုဆွဲထုတ်လိုက်ပါတယ်။ဟောနင်းစီပွင့်ရပါ။စူးတွေမချွေပြီးတော့တိုးတိုးနဲ့ရင်ပတ်ထဲထည့်ထားတဲ့နင်းစီပွင့်ကိုအချိန်နဲ့ကြာလာတဲ့မေပြုတ်ကဖိမိပြီးနောက်စလုံးနင်းစီစူးမိတာပါပဲ။အာရှင်ကလေအဲ့ဒီဘန်းကိုဘာကိစ္စရင်ပတ်ထဲကိုထည့်ထားရတာရော။အော်တွေးတဲ့ထွက်ကုန်ပြီလားမသိဘူး။ ဒီနင်းစီပွင့်လေးကမေပြုတ်ကိုလက်ဆောင်ပေးမလို့ပြီးတော့မေပြုတ်ကိုချစ်စကားလေးပြောမလို့အတော်နာသွားလိုက်ရင်မမဒံရကြည့်ရအောင်ရှင်ဘက်ဆူမိတာပါဆိုမှဒံရကြည့်ရအောင်လုပ်နေသေးအတော်ကိုအာသေးတယ်မေပြုတ်ကမျက်စောင်းနာနာထိုးထက်လိုက်ပြီးရှင်ကမင်းကလေးကိုပေးမဲ့နင်းစီပန်းကိုစူးလိုက်ပါလိမ့်တော့ချွတ်ရမယ်ဆိုတော့ကိုနားမလည်ဘူးလားဘယ်မင်းကလေးကိုမှပန်းမှမပေးဘူးလားဘယ်သိပါမလဲ တော်ပါသေးရဲ့ပွင့်ချက်တူမကြွေးကုန်လို့ဟင်ပန်းအယောင်ကပြတတာလှက်တက်တဲ့နဲ့ဟုတ်တယ်မက်ထလစ်ဂလိုးစ်လေကဘာပေါ်မှာတပွင့်ထဲပွင့်လာမေပြူလေးအတွက်တူတူရင်ထဲကပွင့်လာလက်ခံလိုက်ပါမေပြူလေးရေဟွန်းကိုပူကြီးမေပြူလေးကနှကောင်းလေးရှုံပြပြီးနင်းစီပန်းကိုလှမ်းယူပြီးအာရပါရနှမ်းလိုက်ပါလေနမ်းပြီးတာနဲ့နှကောင်းကရှုံပွားရှုံပွားဖြစ်သွားပါလေ ဘာဘာနိုင်လဲမသိဘူးအင်းတူတူကကမန်းကရန်နင်းစီတပွင့်ကိုနမ်းကြည့်လိုက်တယ်စပရေးနဲ့ပုတ်ထားတာရော after shake တွေဖြန့်ထားတာကြောင့်ရောပန်းနဲ့မထွက်ပဲဓာတ်စီနဲ့လိုလိုစေးနဲ့လိုလိုအမွေးနဲ့ရောပြီးဘာနဲ့မှမသိတာကြီးထွက်လာပါတယ်တူတူကနင်းစီပန်းကိုလှုပ်ချလိုက်ပြီးတဟတ်ထဲချိုးပြီးတော့မှအခြေထဲချီနေတဲ့ကောင်မလေးကိုတ िश ူးထုတ်ပေးလိုက်ရတယ်မေပြိုကတ िश ူးကိုယူနှချင်းညှင်း ရှင်လုံးလိုက်ရင်တလွဲကြီးပဲကဲဖဲ့ပါဟုတ်ပါရဲ့မြောင်းခုံကူကလေးကတူတူကမေးပြုတ်ကိုဖတ်ထားမိတာမလွတ်ရသေးဘူးဂျားတွေကကိစ္စဝိစ္စတွေပေါ်နေတာနဲ့ပဲမလွတ်ပဲထားမိတာတီဗီထဲကကြော်ညာတစ်ခါဝင်စားလောက်တော့ကြာတော့ပြီထင်ရဲ့အင်းအမေကောင်းပဲတူတူကမလွတ်ပဲတိုးဖတ်ထားလိုက်ရင်မလွတ်တော့ဘူးမေးပြုတ်လေးရာတို့မေးပြုတ်လေးကိုတကယ်ချစ်နေမိပြီဒါကတို့ရင်ထဲကစကားပါ ဘာပြောကားမှမပါတဲ့နှလုံးသားစိတ်ဆိုးမှုတက်တဲ့နဲ့ပြောတဲ့စကားပေါ့မေပြူရေမေပြူကိုတို့သိချစ်တယ်မေပြူလေးခမောင်မျက်ရည်တွေဝိုင်းလာပါတယ်ရီးစားစကားပြောခံရတာများမျက်ရည်ဝိုင်းစရာလားမေပြူလေးရဲ့ဒါဝမ်းသာလို့လားဝမ်းနေလို့လားမျက်ရည်တွေဝိုင်းနေရကမျက်လုံးတွေပါနေလာတယ်နာရီတွေပါကျလာပြီးတ िश ူတ िश ူပေးပါဦး ငငယ်ကလေးကဓာတ်စီနဲ့တက်မတဲဘူးဒုက္ခပါပဲရီးစစကားပြောတာမှပဲအလက်ချက်ကထနေရသေးတယ်တို့တို့ကစိတ်ပြက်လက်ပြက်နဲ့တ िश ူတစ်ထုပ်လုံးကိုထုတ်လိုက်ပြီးညက်ရီတွေနားရီတွေကိုကိုယ်တိုင်တုပ်ပေးလိုက်ရပါတော့တယ်နေသာသွားပြီလားစိတ်ခန့်သွားမလားခုနကကိုပြောတာကိုမေပြူယုံနေမဟုတ်လားယင်ကိုတကယ့်ကိုလေးလေးနက်နက်နဲ့ချစ်ခွင့်ပန်နေတာပါမေပြူရဲ့တို့ကိုအဖြေပြန်ပေးပါနော်အော် ဒီလူနေအလိုက်မသိတတ်တာများယောဂါထနေတဲ့သူစီကအဖြစ်ရအောင်တောင်းနေရသေးတယ်မနစ်ဖန်တဘက်ခေါတေးရသွားမဲ့သူကြာနေတာပဲမွေးတွန်းနေတာမဟုတ်ပါဘူးလက်ချေညစ်တဲ့တမ်းပါတူတို့ကတ िश ူးတရွက်ကိုအသင့်ထုတ်ထားလိုက်ပါတယ်မိပြူကမျက်ရည်တွေကို လက်ခုံနဲ့သုံးရင်ဘလို့ဖြစ်နေတာတော့အခုချက်ချင်းချက်စကားအဖြစ်တောင်းနေရအောင် မိန်းကလေးဆိုတော့စဉ်းစားရအောင်ပါပေါ့လို့နောက်တ िश ူတရွတ်ထပ်ပေးအောင်ဟတ်ချိုအော်မိန်းကလေးတွေများရင်ခွင်နဲ့ရောက်နေတာတော့မူလို့ကောင်းနေတော့ဇာမျိုးမအဖြစ်ရောက်အောင်မတောင်းနိုင်ရှင်အာအာနေ့အပြင်ရှိအောင်မလားတူတူရဲ့တူတူကမေပြူလေးတင်းနေအောင်ဖက်ထားလိုက်ရင်ကိုအကြာကြီးမဆောက်နိုင်ဘူးမေပြူလေးရဲ့โอ้ไม่อยากพูดต้องนิดสักต้องนิดสักไม่สั่งไหนยิน sorry เว้ย ကောင်မလေးကနှချီတရွှိရွှိနဲ့အတော့ကိုမာနေပါရယ်။သုံးနှစ်တတိဆောင်ခိုင်းရအောင်သူကသူကုန်းပောင်ခက်ကမွေးရမြအောင်မိနေသလားမသိဘူး။အခုအချိန်ကာလကသုံးနှစ်ဆိုတာအင်ကားဂျူတော် up and down သွားလို့ရတယ်။တို့တို့ကလေးတန်းခတ်တင်တင်နဲ့ဘာသုံးနှစ်ဟုတ်လားမရဘူးသုံးမိနစ်ပဲဆောက်မယ်။တို့တို့ကစပကြီးမွေတောင်းကောင်ညစ်တယ်လို့တိုးပြီးဖက်လိုက်ပါရယ်။ဟာလူဆိုးဘလို့လောက်နေမှမသိဘူး။ သူများသားသမီးကိုဖတ်ထားတာလှုပ်အောင်မလှုပ်ဘူးချစ်တယ်ပြောမှလှုပ်မယ်ကဲဒါဆိုရင်လေချစ်တယ်ချစ်တယ်ကဲလှုပ်တော့ဟာချူဒိုဒိုကသူ့စကားနဲ့သူဟာကော့ကြီးဖြစ်သွားရပါတယ်ဟာဒီလောက်ကြီးလည်းမျက်မှောက်မလုပ်ဘူးလေဒီမှာဒီမှာဖတ်လို့တော့မဝသေးဘူးတွားလူလေမေပြူကတိုးတိုးကိုအာကုံတွန်းပြီးပြေးထွက်သွားပါတယ် ရိုင်ကြံခဲ့တဲ့တူတူကပြုံးစစ်စီနဲ့အနောက်ကနေလှမ်းအော်ပါတယ်။ဟောဒီမှာဗျို့အယူမလေးတယောက်ဖက်နဲ့မပါပဲရှောက်ပြေးနေတယ်ဗျို့။ဟုတ်ပါရဲ့။မိပြိုကတူတူဖက်လှက်ချေဖြားလေးထောက်ပြီးမခုတ်တရုတ်ဟန်လေးနဲ့လက်ဖြန်လိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ဒီအချိန်မှပဲနီယူမီတွေကဖြတ်ခနဲလင်းလာပါတယ်။အိုးနီယူမီအောက်ကရမေးရုပ်ကလေးပါလား။ဒီကကောင်းတော့ဓာတ်နဲ့သိတော့မယ်ထင်ရဲ့။